number 2ကိုစပြီးတော့ရောင်းနေခဲ့ပြီဒီဘွဲမှာသာဖေကွန်နေနဲ့နိုင်ဘွဲရရှိခဲ့မှာဆိုရင် switch state ကနေပြီးတော့ဆက်လက်ပြီးတော့အောင်မြင်သွားအောင်မယ် ကဲလို့ဒါ AI နေနဲ့ဒါ game number 2မှာပြန်လည်ပြီးတော့အနိုင်ရရှိခဲ့မယ်ဆိုတော့ကျွန်တော်တို့ရဲ့လုံးဝ game number 3 ठी ပါသွားပြီးကြည့်ရတော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့လက်ရှိမှာတော့ပြန်လည်ပြီးတော့ KSH အနေနဲ့ကတော့တွေးရတော့အနေငယ်တော့ရောရောနေတာဘာလို့တပြက်တော့ရှိရေချင်ဖြည့်လိုက်တာနဲ့ပြီးတော့ပြီးသွားဆို black ပြန်ပြီးတော့ထောက်ထားပေးသေးတယ်ယူရီယာရဲ့ဒီဘက်မှာသူ့ရဲ့ဒီခေါင်းမှာသူသွားပြီးတော့ဒီ Fango Bass ကို Jungle City မသွားတော့ဘဲနဲ့သူ့အနေနဲ့ကဒီဘက်ကိုယ့်ရဲ့ Jungle လောက်မှာပဲအေးစေးလေးသူ့ရဲ့ဒါရှက်ဝေးစားတော့မှုတော့ပြုလုပ်နေပါတယ် အဲ့တော့နော်ဒီနှစ်သင်းရပမာပွဲတုန်းကလည်းပမာဂိမ်းနံပါတ်1တုန်းကလည်း ACC ပဲအာလီခင်းကိုဆော့တယ်အဲ့တော့ဒီပွဲလည်းအဲ့လိုမျိုးလေးပဲအဲ့တော့ဒါတော့ Best Esport Organization of the Year ပေကွန် Esport ရဲ့ voting count နံပါတ်လေးပဲဖြစ်ပါတယ် voting count ကတော့ AE0111 လေးပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ United Sim Cup ကိုအသုံးပြုပြီးတော့1003ကို SM voting လေးပေးပို့လို့ရပါပြီဟုတ်ပါရင်ဒီတော့နော်ကျွန်တော်တို့ဒါ voting ပေးပို့တဲ့ ဒါကျွန်တော်တို့ညီကိုရီအတွက်ကလည်းပဲပြန်လည်ပြီးတော့ gateway season ရာလည်းရှိနေသေးတယ်ဆိုတော့အားလုံးပဲเนาะကျွန်တော်တို့ voting code ကလေးတွေကိုလည်းပဲဒါကိုအားပေးတဲ့အတင်းတွေကိုအားပေးတဲ့ player တွေကိုလည်းပဲ voting code တွေပို့လို့ရကြအောင်ဖြစ်ပါကြအောင်ဆက်ပြီးတော့ရှင်းညာလိုက်ပါတယ်ခင်ဗျာဟုတ်ပါတယ်ကဲတော့ BDR သူရတာ KM ပဲပြန်လည်ပြီးတော့ထွက်လာခဲ့တယ်ဗောနော် BDR ဒါ goal line ကနေမိကိုရောက်လာပြီး player တယောက်ပြီပြီးတော့သူထုတ်လက်ရှိမှာလည်းပဲဒါ KM ကအရန်အောင်မှာဒါပြောရကိုင်လို့ရန်ကောင်းနေရဲ့လဲကမိမိတယောက်လည်းဖြစ်နေရတော့ကြောင့်မလို့သူနဲ့အရန်ကိုကီးကိုက်နေတဲ့ပုံစံမှာတော့ရှိရဒီဘက်မှာလည်းသူထက်ပြီးတော့ KM ကိုပဲ use လာခဲ့ပါတယ် ဟုတ်တယ်ဗျအဲ့ကင်မီပဲဒီတစ်ခေါက်မှာဘီနီနဲ့ပြန်လဲရွေးချယ်လာခဲ့တယ်ဆိုတော့ PX7 နေနဲ့ရတော့ ။အော်လို့မျိုး long range hero မျိုးတွေပဲပစ်နေရပြနှစ်ပွဲလုံးပေါ့ပထမပွဲကတော့ Reverie လို့မျိုး long range hero မျိုးပစ်ခဲ့သူဒီပွဲမှာလည်းပဲ far star ထပ်ပြီးတော့ပစ်ထားသေးတယ်။ zone image အရလို့လည်းပြောလို့ရသလို long range အရမှာလည်းတော်တော်လေးတော့အလုပ်ဖြစ်တယ်ဗျ။အဲ့တော့ဒီဘက်ကနေ Yuri ပြန်ပြီးတော့ရောက်လာခဲ့ဒီတာတဲကိုသူကပြန်ပြီးတော့ကြာမှာ dance ကဟိုးဘက်ကြောင်းထဲမှာရှိသော right mid သူကတော်တော်လေးနည်းနေခဲ့ကြ flick ကလည်းပြန်တော့ PX7 right time first play ပြန်လည်ပြီးတော့ right mid ကိုစားသုံးလာနိုင်ခဲ့တာဖြစ်ပါတယ်။နောက်မှာ data ပြန်လည်ပြီးတော့ရောက်တော့တော့စူးစမ်းနေရမယ်ဆိုတဲ့အခါမှာ dance ကလာလို့တော့မလွယ်တော့ဘူး။ Messi ကလည်းရှိမှပြန်လည်ပြီးပြေးထောက်ပြေးနောက်ပါတယ်ဒီကော့ first starter လေးကိုတော့ AI Esport ရုပ်ရင်းစတင်ပြီးရရှိသွားခဲ့ပါပြီအဲ့တော့ယိုယီအနေနဲ့ကတော့ first starter ကိုသူအနေနဲ့ပြန်လဲရရှိခဲ့ဆိုတော့ AI Esport ဘက်ကဒါ first black ကဆက်ပြီးတော့ရားခဲ့တာဆိုတော့တော်တော်လေးတော့တန်နေလို့ပြောရမယ် network ကအရာပါ 1k အတာနဲ့ gain number 2လုံးဝရှုံးလို့မရတော့ဆိုတော့ AI Esports ကောင်းကောင်းနားလည်ထားတဲ့ပုံပဲဗျဟုတ်တယ်အဲဆန်ကြီးဒီပေါ်လာနေတက်ပြီးတော့သွားခဲ့တာတော့မှပဲဒီဘက်ကနေမှာ AI Esports အနေနဲ့ကအသားကြီးတစ်ခုနဲ့တော့ပြန်လဲပြီးတော့ဒီပတယ်လေးကိုတော့ရရှိခဲ့တယ် KH ပြန်ပြီးတော့စောင့်ပေးနေခဲ့ desk ကဒါ back ကိုပြန်ချပေးထားလို့သူဒီလေးပဲအောက်လဲကိုသွားပြီးတော့အဲ့လောက်ကြီးထိဆန်ကြီးရဲ့နားကို back ကဘေးကြီးမလို့ရအတွက်ကြောင့်မလို့နောက်ကဘီနီရဲ့နားကိုသူတောက်လျှောက်တော့ကပ်ပြီးတော့ဘေးနေနေဘေးနေပါတယ် ုတ်တယ်ဗျာအဲ့တော့ဘီနီယိုတော့တောက်လျှောက်တော့သူဘက်ကတော့ baby sitting လုပ်ပေးနေရမျိုးတွေ့နေရတယ်ဆိုတော့ black နေနေရလဲဒါနောက်ဘက်မှာသူ့ရဲ့ guardian နေထပ်ပြီးကြီးရမှာဖြစ်လို့ kris ရဲ့ chuck သူကပို့ပြီးတော့အဆင်ပြေသွားမယ်ခုနကတော့ black က group ကိုင်ခဲ့သူ kris ကလည်းပဲဒါပြန်ပြီးတော့ပဲဒါရွေးချယ်လာခဲ့ပါတယ်လက်ရှိ kris အနေနဲ့က level 2v2 situation တခုပေါ့ first out အကောင်းဆုံးတော့ပိတ်ပင်သွားခဲ့ပြီးတော့ဘဲ hugi တခါတည်းတော့ရရှိသွားခဲ့ပါပြီအဲ့တော့ Hyuki ကတော့1-1တော့ပြန်လည်ပြီးတော့ဖြစ်ပေါ်နေရဆိုပေမဲ့ AI eSport အနေနဲ့ကတော့ Nova တော့အနေငယ်လောက်တည်းရောသူတို့တာရတာမျိုးတွေရောရှိပါသေးတယ်။ ်ဟုတ်တယ်ဗျ UK ရတော့1 1ပဲနှစ်သင်းလုံးရဲ့ drag ကလည်းပဲအဲ့လိုမျိုးနှစ်ကောင်နှစ်ကောင်စီလောက်တော့ပြန်ပြီး chain down လုပ်တိုင်းနောက်မှာ Sam G fine blow ဖြတ်ခင်းပြီးတော့ပြန်တော့ပေါ်သွားခဲ့တဲ့နောက်မှာ Yuri တော့ dash ပြန်ပြီးတော့လာယူကိုကြိုးစားနေခဲ့ပြီးအောင်လည်းမရှိနေခဲ့တဲ့ Alita ဘာတပီ Yuri နေသေးတယ်ဆိုတော့ black ကလည်းတောက်လျှောက်ကာပါအပြစ်ပေးတာဗျလုံးဝ game တွေအဝေးထွက်တွေတော်တော်လေးလှသွားခဲ့ဆိုရင်တော့ dash ပြန်ပြီးတော့ထွက်သွားနိုင်ခဲ့ပြီးဆိုရင်တော့ Yuri နောက်မှာရှိနေခဲ့လို့ပေါ်လာရှိနေခဲ့တဲ့ Messi နဲ့ Rive ကြားလေးထဲမှာ Messi ထောင်းမလို့လုံးမလို့လုံးနေပါသေးတယ်ဆိုတော့ final set ပြန်ပြီးတော့ဘေးတိုင်းမနေခဲ့တော့ miss သွားခဲ့တော့ဖြေးဆဲပဲ S ဆက်ပြီးတော့ဘေးတိုင်းနောက်မှာ Ryan Mick လက်စစ်တစ်ချက်မှာထပ်ပြီးပန်နေသေးပေမဲ့လည်းပဲဒီတော့မတည်သွားခဲ့ဘူး Big 7ရဲ့ damage အောက်ပေါ်အဲ့လောက်များအောင်မထည့်လို့ Messi benches ပြေးမထိုးတာဗျာဘုရား match Messi သာပြေးပြီးတော့ထိုးနိုင်ခဲ့မယ်ဆိုရင်တော့ run ပြက်ကောင်းပြတ်နိုင်နေဗျာတော်တော်လေးတော့များရဲ့ damage တစ်ခုလို့ပြောလို့ရအဲ့တော့ ဒီတစ်ခေါက်ပေါ်လာခဲ့တဲ့ second title AI eSport ထပ်ပြီးတော့ရအောင်ပါလား Faecon eSport ဘက်ကဒီတစ်ခေါက် second title ကိုသူပြန်ယူလာနိုင်မှာလားဆိုတော့တော့စက်ကြည့်ရပါဦးမယ်။ကဲလက်ရှိမှာ second title ရောဆက်ပြီးတော့ပေါ်လာနေခဲ့ပြီ KSY ပြီး Fly မှာတော့ပြေးရောရှိနေခဲ့ပြီ။ Last ကတော့သူ Bobby Battle စားသုံးနေတယ်။ဒီဘက်မှာလည်း Yuri Bobby Battle ရင်းဆုံးတော့ဆက်ပြီးတော့ယူထားသေးရဲ့ဒီ jungle နှစ်ယောက်နဲ့အတူပါ title ရောတော့ reset တော့ပြန်လဲပြီးတော့ဖြစ်နေခဲ့ရင်းနဲ့ပဲ4ဘက်မှာတော့ Yuri ရောပြန်အောင်မတန်းစတဲ့ဒီကောက်ပါ title လာမှာလားအော်လည်းတော့သွားခဲ့မှာလားဆိုပြီးအဖြေတွေကိုတော့ မင်းတွေရဲ့ပဲ just ရောက်ရှိလာခဲ့ပါတယ်။ကဲအဲ့တော့ level ရောက်လေ။ Oh wipe the flick ကတစ်ခါပြန်ပြီးတော့ပြေးလိုက်တော့ dash တစ်ချက်ရောက်လာတတ်တယ်။ review တက်ပြီးတော့ dash ရတာဒီမှာ right minute တော့ flick ကတော့ပြန်ပြီးတော့ထိုင်းမှာ black ကပြီးတော့ lights နဲ့တသေးလုံးထပ်ပြီးတော့ charge နေတဲ့ပုံစံမျိုးရှိခဲ့တယ်ဆိုရင်လည်းပဲ fake ကို e-sport အချိန်မီလေးပဲပြန်ပတ်သွားခဲ့တယ်ဗျာ။ DJ မှာ review ကောင်းဆုံးပေးသွားနိုင်ခဲ့တဲ့ dash ကိုပဲသူက review မှန်ခဲ့သွားခဲ့ရင်လည်းသူကဒီချိန်မှာအကောင်းဆုံးသူ့ရဲ့ data ကိုယူရှိယူဆောင်သွားပြီးတော့ချစ်ချစ်ကိုပြန်ပြီးတော့ follow သွားပြီးဗတယ်လေးတက်ချဖို့တော့စီစဉ်တော့မရှိတော့ပါဘူး။ဟုတ်တယ်အဲ့တော့ battery ကိုလည်းပဲထပ်ပြီးတော့မဆိုင်တော့အောင်လည်းမှာ leader အနေနဲ့ fast start တလုံးစပြီးတော့ đi chua ra này bạn lẽ mà nó bỏ mà nó mẹ gì rồi đi quay mi vô chua ra này rồi mẹ đâu mà là đóng cái test cháu cho kỳ về đi xoay cái rai mi cổ bia thú chua ra rồi rai mi cái tinh khâu cho trả đấy mọi mẹ gì pi lại rồi bạn đâu bia bia đâu mà đi đi vòng mà phía tòa ghê đấy mà nó thấy cái chú mi và situation mà nó có nó mới đâu ra ghê được mẹ ở tu thì này gọi là rai thì chỉ mà phải với tất cái việc vô công được mẹ giao ap phải one ok rồi chúng ta đi làm mẹ gì rồi vô đi công lý đã tòa bia sms đi bị lùi giao đi chưa ဖွဲရတော့တကယ်ကိုပဲကြီးလို့တော့ကောင်းနေခဲ့ပြဂိမ်းနံပါတ်2လည်းပြစ်နေခဲ့ပြီးတော့ black ရှေ့ရနေ media wave ဖက်အော် တကယ်ပြတ်သွားတာဗျ KO ဝင်ဆွဲသွားခဲ့တဲ့ desk ကကေဘယ်ကတော့ကြားရဲမှာတကယ်ဘလိုင်းဒီ second tower ထိလည်းသွားနေပါသေးတယ်တို့ပဲမဲ့လည်းမရဘူးအလီတာအသေးတယ်ယူလိုက်ပြီးတော့ဆွဲသွားခဲ့တဲ့ desk က hero ကတကောက်ချက်ပြီးတော့ရရှိသွားရတယ်အတူပါ BD အဲ့တော့သူကတောက်ချက်ပြစ်ပြုတ်လုံးနေမယ်ယူရီသွားပြီးတော့ BD ကိုယူချင်တော့မှပဲအရင်လွယ်ကူတော့မနေခဲ့ပါဘူး hero ကရမှာ1 3တော့ဖြစ်နေခဲ့မယ် black ကိုပြေးပြီးတော့ထိန်းလိုက်စန်ဂျီဒီတစ်ခေါက်မှ final blue ဖြတ်ခင်စန်ဂျီက အာအရင်တော့လုတ်ကတော့မထွက်သေးဘူးလို့တော့ထင်နေပြသည်လားဒီချိန်မှာသူ့အနေနဲ့အဲ့လိုမျိုး final blow တွေပါဘတ်တန်မှာမမြင်ရတော့ဒါပေမဲ့ late game mid game တိုင်းမှာတစ်ခုရောက်ရင်တော့ဒီ final blow တွေကပို့ပြီးတော့အလုပ်ဖြစ်လာလိမ့်မယ် dash နေတဲ့ opponent first star တွေကိုလိုချင်တာတော့ကြာနေပြီဗျာဟိုအောင်လည်းမသုံးရတယောက်ဆိုတော့ messi ထပ်ပြီးတော့ပေးရရင်နဲ့ပဲ messi ကိုအဓိကလုံးဘာမှဟိုပါပြုတ်လောက်ပဲပေးမနေဘူးတော့ဖြစ်နေခဲ့တယ်ဗောနော်အဓိကလိုက်လဲပြီးတော့ messi ကိုပဲရှာဖွေစားစားတယ်ဘယ် ryan mid သူကရောက်နေတာဘာလို့ air set နောက်တစ်ချက်ပေါ့ဒီ game ကိုပြတ်သွားခဲ့ရရင်နဲ့ပဲ မမလည်းပဲပြန်ပြီးတော့ပေးနေရ Ryan Mate နှစ်ခေါက်တော့ရှိသွားပြီအဲ့ Ryan Mate နဲ့ Messi နဲ့ကိုပြန်ပြီး trade ထားတယ်လို့ပဲပြောရမှာပြန်ဒီမမလည်းပဲ Leicester တရားပေါ်လာတော့မယ်ဆိုတော့ AI eSport

အလီတော်တော့ထပ်ပြီးတော့ရကနီးနေခဲ့ပါပြီ။ဟုတ်ပါရဲ့ကျွန်တော်တို့ဒါတော့ dance ရဲ့ voting code နံပါတ်လေးပဲဖြစ်ပါရဲ AP01 3လုံးပဲဖြစ်ပါရဲ United Single နဲ့တူပဲဒါ1003ဆိုရယ hotline ကို SMS voting လေးလည်းပဲပေးဖို့နိုင်ပဲဖြစ်ပါရဲ။ဟုတ်ပါရဲ့တော့တကယ်ကိုကောင်းတဲ့ player တွေပါတကယ်ကိုပဲပွဲကြီးရတဲ့တော်လေးကိုတော့ကောင်းနေပါရဲ man of the match လို့တော့မပြောရမလားပဲပေါ့နော်တော်တော်လေးကောင်းနေတယ်လို့ပြောရမယ်။တကယ်ကိုပဲဒါလုပ်ပြနေကြပါကျွန်တော်တို့ voting code ပေးပို့တဲ့ညီကိုတွေအားလုံးကိုလည်းပဲ Viking Kit away လေးကတော့ပြန်ပြီးတော့ရှိနေပါသေးတယ်။ဆိုတော့ voting တစ်စောင်ပေးတာနဲ့ကျွန်တော်တို့ gateway မဲတစ်စောင်ရရှိမှာဖြစ်ပါရဲ့ခင်ဗျာ။ နှုတ်ပါတယ်အဲ့တော့လက်ရှိမှာ dash 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 အလီတောင်သွားပြီးတော့ KB ဆွဲနေတယ်နောက်တစ်ကက်ဆိုတစ်ချက်လောက်တောင်းလိုက်တော့ဘီလောက်ပြီးတော့ dash dash နဲ့2မှာ KB တကယ်ဦးပဲဖြတ်သွားတယ်ဆိုမဲ့သူကတော့ tower damage ကြီးမှာပြတ်ခံရရင်တော့ပြတ်ပေးလိုက်ရမှာ1 for 1 fate တော့ပြတ်လဲသွားပါတယ် dash နေနေရတော့ဒါမှထူးတော့ရဲ့အချိန်တွေတစ်ခုမှာအလီတောင်မရရအောင်တော့သူယူခဲ့သူကိုယ်တိုင်လည်းပြန်ပြီးတော့ base ဆက်ခဲ့ရတယ်ဗျတစ်သိန်းလုံးကတကယ်တကယ်ကိုအရေးကြီးနေတဲ့ zone တစ်ခုကိုရောက်နေခဲ့တဲ့အတွက်ကြောင့်မလို့တော့ ခေဦးမင်းတော့မှားလို့မရတော့ဘူးအဲ့တော့မက်ဆီကိုထပ်ပြီးအော်မက်ဆီတန်ပီးလိုက်မက်ဆီနည်းနည်းလေးပြော့နေသလားပေါ့နော်ဘာမှတော့လုံးခွေရမနေသေးပဲတဲ့မက်ဆီပြန်လည်ပြီးတော့ဖေးသားရရင်းနေပဲအလေမောင်နှစ်ယောက်တည်းရကျန်ရှိနေတဲ့ Glenn ဘာ PH7 ဘာကမှလည်း KS အနေနဲ့ကဝေါ်ရီပြန်ပြီးတော့ပိတ်ထားခဲ့တယ်လို့မျိုး Mega Fast Star Rank ကိုလိုချင်မဲ့တော့ Fake ကို eSport နေတဲ့ကရရှိခဲ့ခြင်းတော့ရှိမနေသေးပါဘူးဟုတ်တယ်အဲ့တော့မကြခင်မှာလည်းပဲလောရတယ်ထပ်ပြီးတော့ Fast Slot ကပေါ်လာတော့မှာပြ Fake ကို eSport အနေနဲ့ဒီလိုမျိုးလက်ရှိနေတာတခုမှ Network ကဝန်းစို 1K လောက်တော့တာတယ်အရန်အများကြီးမဟုတ်တာဖြစ်တော့ AI eSport အနေနဲ့ကလည်းပဲဒီတစ်ခေါက်မှာ Fake ကို eSport ပြန်ပြီးတော့ တကွက်ပြလာနိုင်ပါလားဖက်က black guardian နေဒီကမက်ဆီရဲ့ final select တွေကိုကျွန်တော်တို့ဒီပွဲမှာတော့မြင်တွေ့ထားရကျွန်တော်မရှိသေးဘူးမက်ဆီကိုယ်တိုင်အယူဆုံးဖယ်ကွန် e-sport အရင်ဦးဆုံးဝင်ဝင်ဖြတ်နေတာဗျဟုတ်တယ်ဒီကအဲ့မက်ဆီလာရှုံးလို့မရအောင်လေသူတို့တိန်းထားတယ်ထပ်မံပြီးတော့လဲနောက်ကနေမှာ black guardian ထပ်ပြီးတော့ကြည့်ရအောင်မယ်ဆိုရင်နောက်မှာလက်ရှိ target ဘိုင်းဆိုင်ရမှာတော့ first down run လေးတွေတော့ပေါ်လန်အောင်လက်စီပေးထားမယ် mega target ကတော့တိတိတော့ချေရနေသေးတယ်ဟိုကီက3-6 3ရောက်လောက်ပဲကွာနေခဲ့တာအရင်ကတော့မကွာဘူးအဲ့ဒါပြောမှ network ကလည်းအဲ့လောက်ကြီးကြီးတော့ပြတ်နေရပြီးတော့မဟုတ်ဘူး 2k ဒါ 2k ဝေးကျင်လောက် ောက်လေးပဲစပြီးဖြစ်ချင်နေတဲ့ပုံစံလေးကိုရှိနေမှာဘိုင်းဘီကတောက်လျှောက်ကိုတိန်းနေခုနကလည်းအောင်တော့မှတွေ့ရရိုယိုရီကသူတောက်လျှောက်ကိုလိုက်ပြီးတော့တိန်းကိုကြိုးစားနေတာအေးအဲ့နောက်မှာဒန်းစ်ကထပ်ပြီးတော့ကြောက်လာဟိုမှာမက်ဆီနဲ့ဘလက်နဲ့ရှိနေလို့ဗျာဒီမို့ဆိုရင်ယိုရီကိုပြေးပြီးတော့ထိန်းသွားနိုင်ဆိုမက်ဆီသူရဲ့တော်တော်လေးကိုကိုင်းနေကြပြီဆိုတော့ရိုင်းမက်တပြီးတော့တိန်းကောက်လာပေါဝါဝိုင်းနဲ့နောက်တဲ့ချက်ဒမ်းမေ့ကြားထဲမှာမက်ဆီ ထပ်ပြီးပေးလိုက်ရပြန်ပြီဗျာ။ဘောင်းရှော့ကိုပေးနေရတယ်တခုနဲ့တူမှာတော့နောက်ကနေပေါ်လာခဲ့တဲ့လော့ကိုစောက်ပြီးရကေးဝတ်ကျူးတဲ့ဆန်ဂျီချုပ်လေးတွေမှရှိအလိကြလှမ်းပြီးတော့ပြစ်လို့ပြစ်နေပါသေးဆန်ဂျီဘောလန်နေမှာထပ်ပြီးစက်ကတာတလုံးရက်ချိနိုင်ပါမှာယိုရီယောနောက်ကနေမှာပါလာခဲ့တဲ့အလီတောင်နှစ်ယောက်လုံးရှိနေတယ်တခုတော့တွေးနေခဲ့ရတယ်ဒီကလော့ကိုတော့နှစ်ယောက်တည်းမကေးသွားခဲ့တဲ့ first shot တခုကတော့ဖေကိုတော့တေးချသွားနေခဲ့ပါပြီ။အဲ့တော့ဆန်ဂျီဒီဘက်မှာလည်း final ဘလိုးတွေပြက်ကင်းတယ်ဆိုပေမဲ့အလီတောင်ရဖို့အတွက်အနေငယ်လေးလိုအပ်ချက်ရှိခဲ့တယ်ဗျာ။ဒါပေမဲ့အောင်လဲမှာလည်းဖေကို easy ball ကလော့ပြန်ရထားတာတည်းကတော်တော်လေးကိုကောင်းသွားခဲ့ပြီးအဲ့တော့ execution တွေပါရှိပြီးတော့ပဲအရင် easy ball ပြန် င်ပြီးတော့ပတ်ထားရတယ်ဗျ။ရိုရီနေနဲ့ကသွားပြီးတော့ desk ကိုဖြေးထိုးလေးပါလိမ့်မယ်။တော်တော်လေးတော့ဒါကောင်းနေခဲ့တယ်ဗောနော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ခုက dance တွေတေကာဒီလောက်ဒီလောက်မှာဖြစ်သွားတာမျိုးလေးရထွေးလိုက်ရတယ်။အောက်လဲမှာ Ryan Bee ကတော့ lane ကိုဖြတ်ပြီးတော့ရှင်းလာမှာလက်ရှိ forward line တွေမှာစပြီးတော့ဒါတက်လာနေ first low တော့အေးအီးကောနေတဲ့ကအကောင်းဆုံး defend တော့ကာရပါအောင်ပဲ။ဟုတ်ပါရဲ့။ကျွန်တော်တို့ချိန်ကောင်းလေးပဲ talent prediction လေးကတော့စပြီးတော့ပြသသွားတယ်။အကုန်လုံးကလည်းပဲ best of 3ဆိုပြီးတော့ ခံမှန်းထားလေးကိုလည်းတွေ့ရတယ်ဗျာအဲ့တော့ကျွန်တော်တို့တကယ်ပဲ best of 3ကိုသွားမှလားဆိုတာကိုတော့ဆက်ပြီးတော့စောင့်ကြည့်ရမယ်အဲ့တော့ Sanji ဒီဘက်မှာတော့အသေးအတန်ပဲ online second target ကိုတော့တက်ရိုက်နေငယ် final blue king ပြီးတော့ဖြတ်ပြေးွားခဲ့အပေါ်လမ်းမှာလည်းပဲလောကစပြီးတက်လာခဲ့ပြီဗျာဟုတ်ပါတယ်ကြားရမှာ Ryan Pickle ကပုံပြီးတော့ထွက်နေတယ်မြဲ air side damage နဲ့အတူမှာနောက်ချက် leader ပြစ်ချက်တွေအောက်မှာတော့ပြန်လဲပြီးတော့ဘေးလိုက်ရပြီဆိုပြီးတော့နောက်ကနေမှာ Ryan မေး down သွားခဲ့လို့မျိုး layer တော့တရရှိနေပြီအပေါ်ကလောကတော့ဓာနေခဲ့ပြီဆိုတော့ဒီလိုနဲ့ရတော့ Ryan Pickle တေချာမှတော့မမီတော့ဘူးဆိုတော့ Mega Dragon ရောက်ဖို့တော့ Nelly ကိုခက်ခဲတဲ့ကာလတစ်ခုတော့ရောက်သွားခဲ့ Jushin ရောက်မှလည်း7မိနစ်ကျော်ကျော်လေး ပဲရှင်မဲချီးတွေကလည်းကျန်နေသေးတဲ့နောက်မှာဒီသားလေးမှာဖြည့်ရှင်းမှုကျူးစားမှာလား KH ကတော့အကောင်းဆုံး wall ပိတ်ပြီးတော့ low တားပေးထားပါသေးတယ်။ low တော့အကောင်းဆုံးဖြည့်ရှင်းတယ်မဲကရှိရလည်းရှိနေသေးတယ်မဲက target ရရဘူးတော့တိတ်တော့မဖြစ်နိုင်ဘူး dash game ပဲ damage ကြတယ်။အော်ဒီကြောင်အလီတောင်ပြေးနိုင်တယ်ပြီ PX7 နဲ့သူကတော်လေးကိုနဲသွားခဲ့ပြန်ဝင်လာခဲ့တဲ့နေရာတစ်ခုမှာ dash အနေငယ်လေးတော့ကျွန်သွားခဲ့ပြီဗျာ။အနေငယ်တကယ်ကိုကျွန်သွားခဲ့တဲ့နေရာတစ်ခုတော့ဖြစ်သွားခဲ့ရင်သူကတော့ပြန်ဖေးလိုက်ဆိုရိုးရီ execution တော့ wall check ကတကယ်ကိုဖတ်တီကိုတိုက်နေခဲ့နောက်မှာ KH အကောင်းဆုံးလုံးဆောင်မှုရဲ့နောက်မှာ sentry ရဲ့ damage ရောအပါနဲ့ကတော့ရိုး ရီပြန်ပြီးတော့ပေးထားရပါပြီ။တောက်လျှောက်ပဲဒက်ဆက်ကေဘယ်လေးတကယ်ကိုကောင်းနေခဲ့ဆိုတစ်ဖက်ကနေပြီးတော့ kid ace ရဲ့ဘောနဝိုင်းချက်မှလည်းယူရီတိုင်ပြီးပြတ်သွားခဲ့ရပြီ။အဲ့တော့ make a second down ကဘာ fake on e sport ထက်လက်ပြီးဆက်လက်ပြီးတော့တိတ်ပိုက်သွားခဲ့ပြီ network ကရမှလည်း 4K ကျော်လောက်ထိတာလာခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ online မှာလည်း mega ရှိရမရှိတော့အဲ့တော့7မိနစ်ကလည်းမကြာခင်ပြည့်တော့ပါဆို mega ရှိတွေတာမရှိတော့ဘူးဆိုရင် pegon e-sport second လို့လည်းထက်ရသွားခဲ့ AI fan အရန်ခတ်သွားနိုင်တယ်ဗျဟုတ်တယ်လက်ရှိမှာတော့မှပဲသူတို့ရဲ့ဒါ mega tower နေလာမရှိတော့ရှိရင်လည်းလုံးဝလုံးဝမရှိတော့ဘူးဆိုရင်ဒီခုတော့ပြန်တော့ရောက်နေခဲ့ပြီလောပေါ်ဖို့တော့က10မိနစ်လောက်တော့လူတွေတို့ချုပ်ဝေးရောဂျင်းဝင်ကောင်ကြိုးစားနေရဆိုရင် black နောက်မှာ ryan mick ကပြီးပြီးတော့ဘီနီရဲ့ပြည့်ချက်တွေမှာ black အနေနဲ့ကအကြအကြီးရောမခဲနိုင်ဘူးအဲ့ဒါကလုံးဝ dance အနေနဲ့ကရှိရ က BD blood တို့တစ်ဖက်မှာ Ryan Bit တို့အဲ့လိုမျိုးရှိနေနေတာတခုမှာသူအနေနဲ့ကဒီ blood တို့သူစိတ်မွေစားပဲတယ် blood ကိုပဲကြော်ပြီးတော့ကြည့်နေတာအဓိက PA7 နဲ့ leader PA7 ဆိုတာတက်ဖို့သူဒီ leader ကိုပဲအမြဲတမ်းသွားပြီးတော့ cable ကတော့တောက်ကျင်နေဆန်တာကြီးအမြဲတွေ့နေရရယ်ပေါ့နော်အဲ့တော့အဖေးဖေးနဲ့ပို့ပြီးတော့ AI e-sport အနေနဲ့ပေါ့နော်တတိထားမှရနိုင်မယ်ဘာလို့ leader ကို dance ကတောက်လျှောက်ကြီးတွေ့ရင်တွေ့သူနိုင်ပါဗျဟုတ်တယ်ဟိုဘယ် blind ထဲမှာရှိနေအောင်သူရဲ့ cable နဲ့ ပြပြပြီးတော့ဝင်နိုင်ရတွေ့ရအော်နောက်ကလည်း chop က1 man လေးပဲပြီးသွားခဲ့ဆိုမဲ့ပြီးသွားရင်တယောက်ကလည်းပဲ try messi တောက်လျှောက်ပဲရအောင်ပြန်ရင်နဲ့ပဲ dance ကတော့ပြန် for သွားခဲ့ right mid က3កောင်တစ်កောင်ကြားထဲမှာသူကြံခဲ့ပြီဗျာကြားညံမှာလား flick က right mid တောက်လျှောက်ပြေးဖို့ကြိုးစားတယ် ဝေါမတေးဘူးမတေးသေးဘူးလုံးဝဒီတစ်ခါမှထပ်ပြီးတော့ဖေးရမယ်ထင်နေတာတကယ်ပဲ Ryan Mickey ဒါ body code number လေးပဲဖြစ်ပါတယ် AP0113 ပါတကယ်ကိုကောင်းတဲ့ player တွေပါတကယ်ကိုကောင်းတဲ့ player တွေ body ပေးကျင်နေဆိုရင်တော့သူတို့ရဲ့ body code number ကလေးတွေကိုကျွန်တော်တို့ United Single နဲ့အတူ100 SMS voting လေးပေးပို့နိုင်ပါပြီ Ryan Mickey အဲ့လိုမျိုးတွေးရလုံးဝမပြတ်တော့ဘူးလားဘာအချိန်မှဒါအရှိတစ်ခါတွေမှာသူလည်းအဲ့လိုပဲဒီဘက်ကနေမှ desktop ဝင်လာသူက designer နေနဲ့ကြံငယ်ပြတ်သွားတော့ဒီတစ်ခါကြီးမှလေးရောက်လောက်ကြားမှာ air side တွေလည်းထပ်ပြီးတော့ပေးရတော့မှလုံးဝမတည်သွားရ Ryan Mickey လက်ရှိမှာလောရတော့ပေါ်လာခဲ့ဆိုစိုက်ကတော့ AI e-sport တွေကဒီလိုလွယ်တကူတော့ပြီးမှာတော့မဟုတ်ဘူးတို့ပဲလေပဲလာပြီးတော့ကြီးဖို့တော့ကလည်းအနေငယ်တော့တို့နေတွေကအဲ့ဒီအများကြီးအခြေအနေတွေတခုမှလည်းရှိနေပါသေးတယ်ဟုတ်တယ်ဗျာနော်အဲ့တော့ဒီတစ်ခေါက်မှာ KDS ရဲ့ wine chat တွေဘယ်လောက်ထိကောင်းပါလဲဒါမှမဟုတ်လို့ရှိရင်တော့ကျွန်တော် Messi ရဲ့ final slap လေးကိုလေတစ်ချက်တော့ပြန်ကြည့်ရမယ်။ Messi ရဲ့ final slap တွေဒါတစ်ချက်ကောင်းဝိုင်း AI e-sport đúng không? Biến miêu combo point biến lại này, ở đây review là death, oh, bác anh biến miêu biến miêu giả này, cái sao nó mới chịu được death game này, damage là black, chắc chắn mấy gari biến combo forward chú ra này, các bác anh bị white chơi để kia đấy, tao show live biến black tuy nhiên là yếu nén đi game, suy mệt phê co, yến chuẩn đó mà số đấy chẳng tôi live luôn mà giả luôn, black live của đó là blue mà biến nào, black này gari yến xin đi, tôi chẳng muốn chơi mấy biến miêu bắt đoán này, cái bị giả này, cái second lot cũng được giả này, cái bị ở đi second lot này, bây giờ tập biến trăm mấy số chuyện, nó tôi make trả này cũng bé, u đi luôn rồi giả rồi mà, đi cái tôi đi lại bé, yến tao chơi luôn mà giả, phê co ít bỏ, đã ai đi lại bé chơi mà biến miêu ော့သူတို့ရဲ့ camera point နဲ့ tanning point တွေအကောင်းဆုံးပြေရှာလို့ရနိုင်တယ်အဓိကပြေဆဲမဲ့လူမျိုး farza ထုတ်လာတဲ့အတွက်ကြောင့်မလို့တော့ဒီ zone image တွေကြားထဲမှာ log ကတော့အရန်ကောင်းတယ်အဲ့အပြင်မှာ elite dive granger ဘလိုင်းကနေ damage type area တွေကလည်းတောက်လျှောက်ထွက်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခြေတိုင်းတော့သွားပြီးတော့လုံးလို့မရသေးပါဘူး နောက်တစ်ချက်ကတော့ Messi ရဲ့အဲ့လိုမျိုးကျွန်တော်တို့အားလုံးပေါ့နော် flicker မရှိရလည်းနည်းလေးစိုးတယ်ဗျာဒါကြောင့်သူသား flicker ရှိခဲ့ရင် flicker နဲ့ဒါနည်းနည်းလေးတွဲပြီးတော့သုံးပေးလိုက်နိုင်ရင်ပေါ့နော် final slot တွေပါဖန်လိုက်နိုင်ရင်တော့သူတကယ်ကိုအကောင်းကြီးပြန်ပြီးတော့ပြောင်းလဲသွားနိုင်ပြီးတော့ရှိရဆိုရင် Faker eSport စာပြောတက်လာခဲ့တဲ့ဖက် Messi ကို dive ပဲ Messi မခံစားနိုင်ဘူးသူတော်ကိုင်းသွားခဲ့ပြီးတော့ဒီဘက်ကနေရောပဲ KDS တွေက white chat တိုက်ဖို့အတွက် ready ဆွဲနေကြတာခုဖြစ်နေခဲ့ပါပြီနောက်ပါလေပြေးပြီးတော့ဝင်လိုက်လောရောရှိနေခဲ့လို့ဒီ mega တလုံးကစပြီးတော့ရရှိသွားနောက်မှာပြေးပြီးတော့ desk ကဒီကြားထဲမှာသူရတော်တော်လေးကိုနဲသွားတယ်ဒက်စ်ဖြတ်ဖို့လောက်ကြီးဖြစ်မနေခဲ့ဘူးအဲ့တော့ချစ်ချင်းတော့ပြန်ပြီးတော့ထွက်သွားခဲ့တယ် တော့မှထပ်မှန်ပြီးတော့တက်လာနေတဲ့ Mega Mini ရဲ့ wave ပြင်းတဲ့အတူမှာနောက်တဲ့ Mega Tower ရဲ့တလုံးရနိုင်ပါဦးမလားအဲ့တော့ Mega Mega Tower မှာတော့ Messi အကောင်းဆုံးတော့ပြန်ပြီးတော့ defend လာတယ်ပြီး X7 လည်းရအောင်ရှင်းပေးနေရဆိုတော့ Mega Tower ကောင်မပေးရသေးဘူး Dance နဲ့ဝင်လာမှလားဆိုတော့ ခြေအနေတိုင်းတာတကူအေးအေးဆိုတော့နည်းနည်းလေးတော့လမ်းနေခဲ့ရမှာယိုရီပြန်ပြီးတော့ dance ကိုပြန်ပေးပါလားမရဘူးဗျ dance မှာ energy ကလည်းမရှိတော့ရင်တော့ပြန်တော့ fall သွားခဲ့ရတယ်ဗျဒီချိန်မှာရဲအေးတို့တို့ဒါသွားတက်လို့မရဘူးဆိုတော့တေးကြနေခဲ့ပြီအဲ့တော့ ball ရဲ့ first tower တကူကပေးလိုက်ရဒီ first mega down တကူလုံးကပေးလိုက်တာလွယ်လို့ဘာမှမထက်ပြီးတော့ပေးထားခြင်းတော့မရှိနေသေးဘူးဆိုတော့ AI e-sport အနေနဲ့ကလက်ရှိမှာအကောင်းဆုံးတို့ရဲ့ high quarter fan ကိုတို့ဖျက်တာနေသေးပါ ဝဲချင်ရရလဲပဲ15မိနစ်ဆိုရဲဝင်းချင်တခုရောက်နေခဲ့ပြီနှစ်တင်းလုံးအတွက်ဂဲကိုရင်ကုန်ဖို့ကောင်းတဲ့အချိန်တွေတခုပါကျွန်တော်တို့က game number 3ဆက်ပြီးတော့ကြည့်ရမှာလားမကြည့်ရဘူးလားဆိုရဲမေးခွန်းတွေဂျားထဲမှာလည်းရှိရဲအဲ့တော့ PH7 ရှိနေရနော် PH7 ယူဂျားထဲမှာညက်ထားတာဘေးမောက်တော့လို့မရဘူးပြစ်နေရလေးကနည်းနည်းလေးစိုးတယ်အဲ့တော့ဒါပေမဲ့ဘာမှတော့ဒါဝင်မတိုက်လာလို့တော်သေးရလေးပဲပြောရမှာမဟုတ်ဘူး PH7 ဂျားညက်သွားမှာပေါ့နော်အဲ့တော့လက်ရှိနေတာတခုမှာတော့ဒါနှစ်တင်းလုံးကပြန်ပြီးတော့ငြိမ်နေပြီးတော့ပဲဒါသူရဲ့ဒါအကောင်းဆုံးပုံစံလေးကိုပြန်ချနေခဲ့ပြီအဲ့ချုံလေးအဲ့ချုံလေးကိုပဲတောက်လျှောက်ကိုပြစ်ထည့်နေရပါ ဟုတ်တယ်တကယ်လို့သာမိွားရင်သူတန်းပြီးတော့ဖြတ်ဖို့ဒါရာဂိုင်းတို့များတယ်ဗျာ တော့ဒီတစ်ခေါက်ဘက်တယ်ဆိုင်အရန်ကြီးလို့ကောင်းပါဗျာနှစ်ဖက်လုံးကဘက်တယ်စပယ်ကအပြည့်နဲ့နှစ်ဖက်လုံးကလုံးဝဘက်တယ်စပယ်ကူတောင်းဖြစ်နေတာတခွမ်းမှမရှိဘူးနောက်ပြီးတော့လောရတယ်တက်လို့ပေါ်လာတော့မှာတော့ဒီဘက်တယ်ကိုတော့ချက်တော့အိုးဒက်စကိတ်ဝင်ချလာပြီအိုးအလီတာကိုခေါ်ထုတ်သွားပြီဗျာလုံးဝအလီတာအုံးလေးကိုရွေးပြီးတော့ရိုက်နေတဲ့ဒက်ပါတောက်လျှောက်ကြည့်နေရပွဲအစတွေကဒက်အုံးလေးကိုပဲဘလိုင်းလေးကိုဝဝဆွဲနေအတော်လေးစုပဲအဲ့တော့တစ်ဖက်ကနေမှာလီတာမရှိတော့ယိုရီပြန်ပြတ်ဒမ်းပြီးတော့ပေးတယ်ဘီဒီသွေးတော်တော်လေးကိုနေသွားခဲ့ဆိုမယိုရီထက်လိုက်ဖို့ကလည်းမဖြစ်နိုင်တော့တော့မှာပြန်ပြတ်ဖောလာခဲ့ရလုံးဝလည်းတက်ပေါ်တော့မယ်ဆိုတော့ဒီတစ်ခေါက် ပေါ်လာမဲ့တက်လို့တော့ fake ease ပေါ်ထပ်ပြီးတော့ရရှိအောင်ပါလားအတီတာကိုအဲ့လိုမျိုးကြီးတောက်လျှောက်ကြည့်ရအောင်ဝင်ဝင်ခေါ်နေရနည်းနည်းလေးတော့များနေခဲ့ပြီ AI e-sport ဘက်ကလည်းပဲအရှိမတောက်လျှောက်ကပါအပြစ်ချပါရနဲ့ဘလို့မအောင်မကြအောင်ဝင်လိုက်တကယ်ကိုခွင့်ပြုပေးနေရတယ်ဗျအဲ့တော့ final slap သွားပြီးတော့ပေးတာ KDS ကိုဝိုင်းဖြတ်ဖို့ကြိုးစားရတယ်ဆိုတော့ KDS ကလည်းပဲ wine chest က လလင်းတူကပဲပေးတာလေဝေါ်နဲ့မတိုက်မိဘူးဆိုတော့ကူတော့လည်းတစ်ဝက်လောက်ပဲရှော့ခံရမှာဆိုတော့ KDS မှာဝိုင်းချက်မရှိဘူးတီးတော့ AI Esport တစ်သိန်းလုံးတက်ပြီးတော့ live ကိုကြိုးစားနေရဗျာနောက်မှာ rivalry ပြန်ပြီးတော့ damage ထိုင်တော့ပေးနေ Messi သွားပြီးသူရဲ့တစ်ဝက်လောက်ပြီးတော့ရနေကပြီးတော့ Destiny Gamer ကြားရပါပြန်ပါလာတော့မှ Messi လုံးဝသွေးနေတဲ့ကပဲရှင်းဆုံး down သွားခဲ့ရတာ PS7 တော့ဖြစ်နေခဲ့လို့ဂါရီရဲ့ပြန်ကုန်မှုကြိုးစားနေဆိုတော့ရောက်လာခဲ့တယ်မှာ black import down သွားခဲ့ရအလိဒါချက်ချက်ကိုပြန်ရတယ်ဆိုဝိုင်းချက်မှာပြန်ပြီးတော့ရတယ်မှာတကယ်လို့ပဲချက်နေကြားရဲမှာအလိဒါပြန်ပြီးတော့ down ခဲ့လို့ black ကတော့ချက်ရှိနေပါတယ်တို့မြန်တော့ Jory သုံးသားရုံးနဲ့တော့ပြန်လဲပြီးတော့အဆုံးတော့ case ကိုတက်ပေးခဲ့ ်ပါတယ် Chris Wycher Flick ကနဲ့ရောင်းလို့အဒီတောင်လိုက်လံအဆုံးသတ်ခဲ့တယ်ဗျာအဲ့တော့တစ်ဖက်က Black ကပြန်ပြီးတော့ပေးရကန်နေပြီဖြစ်ခဲ့ရဆိုပေမဲ့ Black ကတော့ဒါကတော့ကစားဖြစ်နေရဆိုတော့သူကတော့မတည်ခဲ့ဘူးဆိုတော့တစ်ဖက်မှာတော့ဒါ၄ရောက်လောက်တက်လာတယ် 4v3 ဆက်ရွေးရင်တစ်ခုထပ်ပြီးတော့ defend နိုင်ပါလား Death K ပဲထပ်ပြီးတော့ပြဖို့ကြိုးစားနေ Yuri Evolution အကောင်းဆုံးချက်7ကြီးဘတ်သူရတော်လေးကိုနည်းနေခဲ့ဆိုပေမဲ့အလဲမထပ်ပြီးတော့ပဲ Death ပါသွားခဲ့တယ်ဗျာဒါပေမဲ့ Immortal Crown ပြန်ပြီးတော့ swap ပေးလောက်သားဆို BD နောက်ကတောက်လျှောက်ကိုလိုက်စစ်ပေးတယ် Death Oh my god မတည်သွားခဲ့ဘူးဗျာနောက်ဆုံးကတော့ Two Man ပြန်ပြီးတော့ Response နိုင်ရထွက်လာခဲ့တယ်မှာဒီလောက်သူတို့အကောင်းဆုံးထပ် ပြောရှင်းမှုတော့ AI အဲဒါ chance ကြီးတော့ရှိနေပါသေးတယ်။ Lower dress ကလည်းတွေးနေနေကြလို့ Ryan Pick ကလည်းတွေးရအရင်ကြံနေတော့လို့စံကြည့်ပြီးနေအကုန်လုံးကပြန်ပေါ်လာတယ်။နောက်မှ responder တွေက၃ယောက်ထိတော့ရှိနေခဲ့ပြီမြင်။နောက်ထပ်၂ယောက်ပေါ်လာဖို့အတွက် second 20ကျော်လောက်ထိလိုနေသေးပါတယ်ပေါ့နော်။ online က mega direct ကတော့လက်ရှိမှာဖေးရတော့ပါလား။ခွေးကတော်တော်လေးကိုတက်လာနေတဲ့တစ်ခုမှာ mega direct တွေးနည်းနည်းလေးကိုရောက်သွားပြီ။ crow throw ရဲ့တွေးရတဝက်လောက်ထိအောင်မှာညော့သွားပြီ။ကျွန်တော်ကလုံးဝတွေးတဝက်လောက်ပဲကြံတော့ရဲ့ချင်းတွေတစ်ခုကဖြစ်သွားခဲ့တယ်ပေါ့နော်။လုံးဝ တ်တယ်လေးတွေတော်တော်လေးကိုကြည့်လို့ကောင်းအဲ့ဒီမှာ dash ကိုလုံးဝ damage ပေးလိုက်သုံးတဲ့ rule နဲ့ final slap မှာ dash immortal ပြတ်သွားတယ် immortal ကျသွားပြန်လာလား crown တက်တယ်ဝိုင်းပြီးတော့ bimia အနောက်ကနေပြီးတော့လုံးဝ rocket ကြီးနဲ့စေပေးတာဗျာတက်မလား dash ကရအောင်ပြန်ပြီးတော့ထွက်သွားနိုင်တယ်တော်တော်လေးတော့ကောင်းတယ်အဲ့တော့ယူကြီးနဲ့ dash နဲ့ပြန်ပြီးတော့ဒါပေမဲ့ dash သွေးအရောက်နေနေခဲ့ပြီဆိုတော့ဆင်တော့ပြေမှာတော့မဟုတ်ဘူးပြန်ပြီးတော့ forward လောက်လာပါလိမ့်မယ်အဓိကယူကြီးနဲ့သွားပြီးတော့လေဘိုင်ဝမ်းမှာသွားမေးလို့ရှိ dash တွေနဲ့အစေပြေပါမလားဗောနော်နောက်လျှောက်ကြီးပြန်ပြီးတော့ဖေးရဲ့ယူကြီး damage ကလည်းများတော့များနေခဲ့ပြီနောက်ဘက်ကလည်း tank ကြီးလောက်ထိပြတ်နေဆိုမှ18မိနစ်မှာ tank ကြီး အဲလက်ရှိတိုင်းလာရောက်မှာလေကင်းလေးရောက်လို့ဆိုအိုက်တန်နီကဖူးတော့ဖူးကနေတော့ကြတော့မှာပါအိုက်တမကနေမှာဟီယိုကေးရောက်မှာလဲဒါ6កောင်14កောင်ဆိုတော်တော်လေးတော့များတော့များတယ်ကွာချက်လေးရောရှိနေပြီမဲ့လေပဲအီယာ e-sport သူတို့ဒီ Lashi <laughs> dulu jangan ini dia mega throw. Akau tu nak tu defend atau kani Oh boy, elok nanti lo so, mah makan roh ini tu kurang pilih ni. Akau tu defend ini AI Esports body cup nampak liar lo. A E two one one fully web pilih balik Oh boy, eh, no, vote beri ni solusi. Jangan simpan Oh boy, cuyo. Wei Ali, eh, tu kau <laughs> Wei. Orang pilih saya mula ကျွန်တော်ကျွန်ဝိုင်းတော့သူရအောင်ပြန်ထွက်လာနိုင်တဲ့အနေအထားကြီးဖြစ်နေရဗျာဟုတ်တယ်အဲ့တော့ဗိုလ်တီပေးဖို့တဲ့သူတွေလည်းဒါကန်ဆာမဲ့ဂိမ်းဝေးတွေဖောက်ပေးနေပါပြီပေါ့เนาะဆိုတော့လောကအောင်ပါ EV ကားတစ်စီးနဲ့တူပါ e-bike ၅စီးတိကန်ထူးနိုင်မယ်ခွေရေးတွေကတင်းတို့လက်ထဲမှာရောက်ရှိနေပါပြီဗိုလ်တီနေ့တစောင်းကနေပြီးတော့ကားတစ်စီးကကိုယ့်အင်ရှင်ကိုရောက်လာတယ်လို့ပါဖြစ်သွားမယ်ပေါ့เนาะကျန်မလားကျွန်တော်ပို့လိုက်တော့ဗိုလ်တီတစောင်းပဲဒါပေမဲ့အင်ရှင်ကကားကြီးထိုးလိုက်ပြီလို့ပါဆိုရင်တော့ဒါကိုယ့်ကံပဲပေါ့เนาะ အဲ့တော့လက်ရှိမှာတော့ဒါဒီတော့ညိတ်သက်သွားပြီနည်းနည်းလေးတော့ညိတ်သက်သွားပြီအဓိကတော့လေပေါ်လာတော့ပါဆိုတော့ follow ပါဆိုတော့ objective တွေဖြစ်တဲ့ဒီ log ကိုတော့ 哎呀，伊说，詹姆斯和杨洋的机器，Ryan 比他多啊！他还能比他多啊！本来那我们麦子他比他多，反正他比他多。但是现在他都来比我们多的呢。那么 Joy 那边杨洋呢？多多少？杨洋和他比完全比他多的呢。Ryan 比他多，哎，超厉害的！比他多的比他多，但是现在我们这边的湖南和他比，Joy 和他比，他比他多。麦子又比他多的呢？Ryan 比他多的吧？对。那么杨洋那边 Joy 比他呀？哎，罗西嘛，Black 的罗西那边，他们咖喱呀，这这边比他多，Four 百六呢？这样，现在麦 DJ 嘛，Joy 嘛，机器多的，你来得快嘛？ ဖေကွန် e-sport လောရစိတ်ချလက်ချသွားယူလို့ရနေပြီဗျာ။တေချာရဲ့လောတစ်ခုပဲလောတော့မယ်ဆိုဖေကွန် e-sport အနေနဲ့ကလောစီကိုပဲသွားလိုက်ခဲ့ပြီ။လက်ရှိမှာတို့ရဲ့ဒီလောကိုထပ်မံပြီးတော့ပိုင်ဆိုင်ဖို့ကတော့အသေးချာပဲ။အောင်လက်မှာရှိနေခဲ့တဲ့ Ryan Min နဲ့ဒီမှာနောက်ကနေပါ Sergi KA သုံးအောင်ပေါင်းပြီးတော့ဒီအောင်လက် Mega လေးကိုလိုချင်ပေမဲ့အဲ့ဒီ Mega သွေးတင်းတင်းလေးကိုပဲ AI အနေနဲ့ကအကောင်းဆုံးရအောင်လို့ကာထားပါသေးတယ်။ဟုတ်ပါရဲ့။ဆိုတော့ နာကလည်း right back ကိုအဲ့လိုမျိုးမထီးတထီးသွားလုံနေရလေးရနည်းနည်းလေးဆိုးသွားတယ်ဗျာဖက်ကနေပြီးတော့ back ကက case ကလည်း balance နေရောက်လာတယ်ဘီနီယာလည်းတစ်ဖက် front line ကိုပြေးပြီးတော့ဝင်လာခဲ့တာဆိုတော့တော်တော်လေးဆိုးသွားခဲ့တယ်အဲ့တော့ဒီတစ်ခေါက်ရရှိခဲ့တာ4လောက်ပဲကွန် e sport ပွဲကို follow နဲ့မှာအဆုံးသာသူတို့သာမတက်နိုင်ခဲ့ဘူးဆိုရင် AI eSport camp point တွေရောက်ဖို့အတွက် chance တွေအရန်များသွားလိမ့်မယ်ဗျာဟုတ်တယ် Royal Mi ကြီးကအရှိကနေအဲ့လိုမျိုးလမ်းရှောက်ပြနေရတယ်နည်းလေးကိုတင်းနေပြီးတော့ final set တွေမှာပြန်ပြီးတော့ Palace Sanji ဆိုပေမဲ့လည်းတော့မပြန်ပေးရမ Messi ပြစ်တော့မှလား SY ထပ်မပြီးတော့ပေးရဆို BD ပြန်လာပြီးတော့ထွက်သွားခဲ့တယ်တို့က SY damage ကို Royal Mi ခံထားတယ်ဆိုပေမဲ့သူတို့ကတော့ emote ပြုံးလောက်တဲ့ထိတောင်မှမပြစ်သွားခဲ့တော့နောက်က execution 3 rounds ပြန်လိုက်တာကိုကြိုးစားနေရ Yuri Yuri အရန်ကြီးတော့သွားပြီးတော့ မနာလိုမျိုးထပ်ပြီးတော့မှားလို့မရဘူးဘာလို့ဒီတစ်ခါကတော့ပေးတာပဲပွဲတစ်ခါတည်းအံ့သွားနိုင်တယ်ဆိုတော့ဆန်ဂျီရဲ့ဘက်ကဘလိုင်းဒက်မေ့ချ်ကလည်းအရန်များတယ်ဆိုတော့ဆန်ဂျီပြေးဝင်မှပြည့်ရရှိရတယ်အဲ့တော့ကဲတော့ကတော့ကျွန်တော်ဘိတ်ကနေစပြီးတော့ဝင်လာခဲ့အောင်လဲမဲကတလုံးကတေချာပေါက်ပေးရဖို့များနေခဲ့နောက်မှာတော့ယူရီအကောင်းဆုံးပဲဘီနီယိုပြေးပြီးတော့ထိမှုကျဒက်ပြေးဝင်ဟုတ်ကအလီတာနာမှာဝင်းချန်ကွတ်တီပဲဗျာအလီတာကတော့နောက်ကနေဖာသာဖဲသာအဲစရိုက်နဲ့အကောင်းဆုံးပြေးချင်းတဲ့ဒက်ကသေးမရှိတော့ဒါပေမဲ့သူတို့အုံးလေးကိုတဲပြီးတော့ပြစ်နေခဲ့တာဘီနီဒက်မေ့ချ်ချားတယ်မှာပဲ Game number two, Fago Esports, celebrate your night. Okay, we have a party. Fago Esports, oh. game number two, celebrate night.